မြန်မာကျပ်မွေးမြူရေးလုပ်ငန်းမှာယင်းနှိမ့်မြုံနှံဖို့အတွက်ပြည်ပနိုင်ငံတချို့ပြင်ဆင်နေကြပါတယ်ကျော်စီရသတင်းပေးပို့ထားပါတယ်ရှင်ဟော်လန်နိုင်ငံကမွေးမြူရေးပညာရှင်ဖွဲ့ကမြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့ကျပ်မွေးမြူရေးလုပ်ငန်းတွေကို2015ခုနှစ်ဧပြီလတည်းကသုတေသနပြုလုပ်ခဲ့ပါတယ်ဒီလိုသုတေသနပြုလုပ်ထားတဲ့အချက်လက်တွေကိုစာတမ်းစောင်ဖြစ်ပြုစုပြီး2016ဒီဇင်ဘာလတွင်မှဖြန့်ဝေခဲ့ပါတယ်အရင်နောက်ပိုင်းမှာတော့မြတ်ချက်မွေးမြူရေးလုပ်ငန်းမှာဝင်ရောက်လုပ်ကင်လို့တဲ့ပြပရင်းနှီးမြှုပ်နှံမှုတွေပုံပုံမြင့်တက်လာပါတယ် တီးပြောသလိုပေါ့ဟိုဥမာအခုဆိုရင်ဒီစာတန်းထဲမှာပါလို့မို့လို့နိုင်ငံခြား investment တော်တော်များများလဲစိတ်ဝင်စားတယ်ပေါ့ဆိုတဲ့အခါကျတော့အခုလက်ရှိမှာတော့ဒီတို့ကအဲပြည်တွင်းမှာက foreign investment ဆိုလို့ရှိရင် CB ရှိတယ် Java ရှိတယ်နောက်ဆန်ကျင်ရှိတယ် New Hope ရှိတယ်ဒီဟာရှိတယ်ငါးကုမ္ပဏီပေါ့နောက်ဒီတီးတလောက်ကတော့အိန္ဒိယတအားလာတယ်အဲ့ Dash ကတော့ဒါသူတို့ နကိုတဲကစာတမ်းပြုပြီးတော့ခု dash ကဒီအစာဆက်လက်တဲပြီးတဲတဲ့အဲကုမ္ပဏီလက်ရှိဝါကြီးပေါ့နောက်လည်းလာချင်လာမှာပေါ့ဒါပေမဲ့အခုလောလောဆယ်တော့အိန္ဒိယအလာများတယ်နောက်ချိုင်းနာအလာများတယ်နောက်ယူရီးယားလည်းလာပါတယ်ဒီဇမနာဒုတိယပတ်မှာထုတ်ပြန်ခဲ့တဲ့မတ်ချက်မွေးမြူရေးသုတေသနစာတမ်းမှာမနိုင်ငံရဲ့တရုတ်ချက်မွေးမြူရေးစနစ်ကိုသေးစိတ်ဖော်ပြထားပြီးပြင်ဆင်ရမယ့်အချက်လက်တွေကိုလည်းကြံပြုထားပါတယ်ရဲ့ချက်မွေးမြူနေတဲ့အခြေအနေရဲ့နောက်စားသမှုအနေအထားရဲ့ နောက်ဒီထဲမှာပါဝင်နေတဲ့ stakeholder တွေရဲ့အခြေအနေရဲ့ပြီးတဲ့အခါကျတော့မှသူတို့ရဲ့ဒီဟိုပါအကြံပြုချက်ပေါ့နောက်ဒီအနာဂတ်မှာဘယ်လိုတွေအဲသူတို့ချက်မွေးမြူရဲ့အခြေအနေရတိုးတက်ဖို့ပြောလာနိုင်လေဆိုတော့သုံးသက်ချက်လေးတွေပါပါပြည်ရင်းကသတို့ချက်ထုတ်လုပ်မှုကုန်ကြဆေးရဲ့80ရာခိုင်နှုန်းကအစာသုံးပြုမှုအတွက်ကုန်ကြဆေးဖြစ်နေတာပါ။ဒါကြောင့်မွေးမြူသူတွေစီကနေအစာသုံးသူတွေစီကိုရောက်ရှိဖို့ကြားထဲမှာအဆင့်30ရှိနေပါတယ်။ အဲ့ဒါတွေကိုပြင်လိုက်ရင်တော့ပြည်တွင်းကသတို့ချက်မွေးမြူရေးလုပ်ငန်းတွေပုံမဖွံ့ဖြိုးလာမယ်လို့ဟော်လန်နိုင်ငံသူတည်တနာဖွဲ့ကဥဆောင်ပြုလုပ်ထားတဲ့မြန်မာချက်မွေးမြူရေးသူတည်တနာစာတမ်းမှာအကြံပြုထားပါတယ်ကျွန်တော်ကတော့ကြော်စရာပါ